တရုတ်နိုင်ငံယူနန်ပြည်နယ်မှာကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင်38ဦးဟာမလ29ရက်မနက်9:30မိနစ်မှာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါအဖွဲ့ဟာမြန်မာနိုင်ငံရဲ့ငလင်ဘေးဖြစ်ပွားပြီးနောက်အချိန်မီအရေးပေါ်ကူညီရန်ငလင်ဖြစ်ပေါ်ပြီး18နာရီအတွင်းမြန်မာနိုင်ငံသို့ပထမဆုံးရောက်ရှိလာတဲ့အပြည့်ပြည့်ဆိုင်ရာအဖွဲ့အစည်းဖြစ်ပါတယ်။ယူနန်ပြည်နယ်မှာကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဟာကိုမင်းချန်ရွှေအပြည့်ပြည့်ဆိုင်ရာလေဆိပ်မှာအသက်ကယ်ကိရိယာများငလင်ကြိုတင် တိပေးစနစ်များခရီးဆောင်ဂျိုတူများနဲ့ဒရုန်းများပါဝင်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများစုစုပေါင်း၁၁၂စုံတင်ဆောင်လာပြီးမြန်မာနိုင်ငံသို့ထွက်ခွာလာခဲ့ကြောင်းသိရပါတယ်။တမမဘီယန်နီယယ်ဖြစ်ပွားပြီးနောက်တရုတ်နဲ့မြန်မာနှစ်နိုင်ငံအကြားချစ်ချင်ရင်းနှီးမှုကိုအခြေခံပြီးတရုတ်ဗဟိုအစိုးရရဲ့အလုံးစုံစီမံချက်အရယူနန်ပြည်နယ်ပြည်သူအစိုးရနိုင်ငံသားရေးယုံပြည်내အရေးပေါ်စီမံခန့်ခွဲရေးဦးစီးဌာနပြည်내ကျန်းမာရေးကော်မရှင် China Eastern Airline, Yunnan Company နဲ့အခြားဌာနများကထောက်ပံ့ရေးပစ္စည်းများကိုညတွင်ချင်း စုစည်းကာမြန်မာနိုင်ငံကိုအရေးပေါ်ကူညီများပေးရန်ကယ်ဆယ်ရေးစစ်ကူတမှုအဖွဲ့များဆင်းလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ကယ်ဆယ်ရေးဖွဲ့ဟာပျက်စီးဆုံးရှုံးမှုများတဲ့နေရာကိုအမြန်ဆုံးသွားရောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းများမှပါဝင်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။